င်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်းပါ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါမြောက်ရီမြို့တောင်ဘက်က KK Park စီမံကိန်းမှာခိုင်မာတိဆောက်ထားတဲ့အဆောက်အုံ28လုံးအပါဝင်အဆောက်အုံအလုံးကိုဖောက်ခွဲဖျက်ဆီးသွားမှာလို့ BGF နဲ့နှိဆက်သူကပြောပါတယ်ဒီလိုလောက်တာဟာကြားဖြတ်လုပ်ငန်းမှာစစ်တပ်ကမပါဘူးဆိုတာကိုပြသချင်လို့ဖြစ်တယ်လို့လေလာသူတွေကပြောပါတယ်အောင်ခန့်ပေးပို့ထားပါတယ်ရှင် ကင်းပြည်နယ်မြောက်မြတောင်ဘက် KK ဘက်စီမံကိန်းအတွင်းကအွန်လိုင်းကြံပြောင်းမွေးလေလုပ်ငန်းလုပ်ကင်နေတဲ့အဆောက်အဦတွေကိုအော်တိုဘန်23ရက်နေ့ကစပြီးစစ်ကော်မရှင်တက်တဲ့ BGF ကဘိုးဖောက်ခွဲဖြစ်စီမိပါတယ် KK ဘက်စီမံကိန်းအတွင်းကတမိုးရှိပစ္စည်းတွေရွှေပြောင်းပြီးဖြစ်လို့အဆောက်အုံအားလုံးဖြိုချဖြစ်စီမှာလို့ဒီကျင်းနဲ့ဤဆက်သူတယောက်ကပြောပါတယ်ဒီပိုက်ဒီအကုန်20ရက်ခုနှစ်လုံးအကုန်လုံးမိုင်းတော့ကိုဒီကြီးကိုကြောက်ချူချက် ဟိုချပြောစီစီပတ်ကြည့်လာတာတို့ဒီမှာမရှိတော့ပါဘူးဆိုတော့ပုံစံလုပ်ပြီးတော့တော့လောကမရှိတော့ဘူးဒီပတ်အဲ့တော့ဒီမှာရှိတဲ့လူတွေလည်းပဲသူတို့ဟွာလုပ်နေပေါ့လေဒါတို့ကိုယ်လုံးပြည်ပြည်ပြန်လိုက်တဲ့သူတို့ပုံစံမျိုးသူတို့ပြန်လုပ်မှာဒီကြံတက်တာတွေကိုယ်လုံးသူတို့ဒီကြီးလာကြောင်းလာတယ်ဆိုပြီးတော့အဲ့တမှာအကုန်ဝေးတယ်တိုက်ပြီးပုံမှာရှိတဲ့နေရာတွေကိုယ်လုံးဒီဒီကံတက်တာတွေအကုန်ပယ်လိုက်လို့ပယ်သွားပြီးတော့မှသူတို့အဲ့ညာမှာရှိတဲ့ဒီခုနကကွန်ပျူတာတို့ဒီဟွာတို့ဒီဘာလဲ laptop တို့ဂျာတို့ဆိုတော့မလုပ်တော့ ဒီ model ကြီးကောင်းတဲ့ဥစ္စာတွေယူသွားတယ်မကောင်းတဲ့ဥစ္စာတွေကျတော့အကုန်လုံးပေါ်လာပြတ်တော့ဒီဒီဗီဒီယိုတပ်ကြီးကြည့်တော့သူချိဖက်ချက်ပြင်းနေတဲ့ပုံစံဟောလုံးဝပေါ့ဘူးကေကေပစီမံကိန်းအတွင်းဈေးဆိုင်တွေကိုတော်တွေစေကံဆောက်လက်ဆဆောက်ဦးစုစုပေါင်း300နီးပါးကိုစစ်ကောင်မတီတက်ကစစ်ဆေးခဲ့ရာ အလုတ်သမား2000ကျော်တွေ့ရှိခဲ့တဲ့ပြင် Starling Internet စလောင်းလုံး30နဲ့ဆက်ဆက်ပြည့်စည်ရေးတင်စီရမိခဲ့တယ်လို့စစ်ကောင်မရှင်ကထုတ်ပြန်ပါတယ် နိုင်ငံတကာမြန်မာ KGB စီမံကိန်းမှာစစ်တပ်ကပါဝင်ပတ်သက်မှုမရှိတဲ့ပုံစံလုံးပြနေပြီမဲ့အကုန်ပါဝင်ပတ်သက်ခဲ့တယ်လို့စီရေးသတိမြင့်တယောက်ကပြောပါတယ်ဒီပါနေပတ်တူတော့သူကစတဲ့ဒီတော့ကိုဒီပေါ်စာကတူရဲ့ချိန်ရနေစမ်းဟိုဘလုံးကောင်းလဲဆိုလက်ရှိတေးဥပီရတော့စာပါတေးဥပီဘူးတော့ခါလဲသူခေါ်ပြီးတော့ဖွင့်လိုက်ပြီးတင်လိုက်ပြီး နေရာရှိပြီးလိုက်တယ်။ဒီဘက်ကမိုင်းကိုဖြစ်စီကြတယ်။ဟိုကောက်ကောက်ကိုဖြစ်စီဖြစ်တာလည်းဟိုတူနိုင်ငံကမြန်မာပြည်မှာပေါ့ဆိုတဲ့ပုံစံမျိုးတရားတော့နော်။အဲအစိုးရပေါ့ပတ်စုံမှုရှိဘူးဆိုတဲ့ပုံစံမျိုးပြ။တကယ်လည်းဆိုအဲ့ဒီလိုအစိုးရပေါ့ပတ်သက်ခဲ့တာပေါ့ဘောလုံး။အခုကျတော့အစိုးရသူကိုသူဆောင်ထလိုက်တဲ့ပုံစံမျိုးပြောလိုက်တာလေ။ကြပြမွေးလေးလုပ်ငန်းတွေကို တောင်းမီကန်ရှောက်ကရွှေကုတ်ကိုမထွန်တလေးအင်ဂျင်မြိုင်ဧကတရာရွှေပရောင်းမြိုင်ကြောက်ခက်အေးဆိုင်စတဲ့ညီနေရာတွေမှာတရုတ်နိုင်ငံသားတွေကရင်းနှီးမြှုပ်နှံပြီးနေကြတော့တဲ့ BGM နဲ့ဒီမိုတီချိုးပြုတ်ကင်းတက်မတော့ DKB ရဲ့တပ်ဖွဲ့ဝင်တွေကလုံခြုံရေးယူပေးထားပါတယ်လက်ရှိမှာလည်းကင်းလက်နက်တပ်ဖွဲ့တွေကဥဆောင်ပြီးမွေးစေဝါကာစီနိုယိုအာဝါရီယုံတွေကိုလောက်ကင်နေတာကြောင့်ကင်းလူလူတွေကဝိုင်းဝန်းပြီးဆန္ဒပြဖို့လိုတယ်လို့ နိုင်ငံရေးတကြလှုပ်ရှားသူတယောက်ကပြောပါတယ်ဒီဒီတော့မှလည်းဘူးရစီဝါရီတော့ကာစီနိုယုံနေတော့အာဝါဒီယုံနေတော့အချင်းချင်းလဝိုင်းလိုက်ပြီးတော့မှမူပေါက်ဖွင့်နေတယ်တော့လှုပ်ဆောင်နေတယ်ဆိုတော့လည်းကျွန်တော်တို့မြင်တွေ့နေရတယ်အဲ့ဒီတော့ကကျွန်တော်တို့ကရင်လူမျိုးတွေအားလုံးစဉ်းစားရမှာကရောက်သွားအောင်ကျွန်တော်တို့ကရင်လူမျိုးသားလုံးဝိုင်းပြီးတော့တော့လား ဝိုင်းပြီးတော့ဆန္ဒပြမလားဝိုင်းပြီးတော့တူးလဲလူတို့ဝိုင်းပြီးတော့ဆန္ဒပြအောင်လဲလူတွေကေကေဘတ်စီမံကိန်းတွင်ဖောက်ဝဲပစ္စည်းတွေနဲ့ပတ်သက်ပြီးဘီဂျက်တာဝန်ရှိသူကိုဆက်သွယ်ခဲ့ပြီးမယ်လက်ခံဖြေဆိုတာမရှိပါဘူးအော်တိုမော်လာ၂၀နှစ်နေမနေ့ပိုင်းကစပြီးကေကေဘတ်အွန်လိုင်းကြားပိုင်လုပ်ငန်းကနေအလုပ်ကမားတွေဟာထွက်ပြေးတင်းချောင်ပေးရပါတယ်ကြားပိုင်လုပ်ငန်းကနေထွက်ပြေးလာတဲ့ထောင်ထဲချီတဲ့ဖိလစ်ပိုင်ဗီယက်နမ် ်ပါကစ္စတန်မလေးရှားကိုရီးယားနဲ့အာဂျင်တီးနားနိုင်ငံသားတွေဟာမြောက်ပြည်မြို့ဘော်လုံးကွင်း BGS ကန်အော်စမြူလီဟိုတယ်အမှတ်နှစ်ကုန်ရည်ဆုံမှာခုံလုံနေရတယ်လို့သိရပါတယ်ကျွန်တော်အောင်ခံပါဘာကွာရေးတောက်သူပဲရောက်နေပြီဖုံးဆက်လို့လည်းမြစကိုင်းတိုင်း6ဦးမြို့နဲ့အမြင့်မြို့ဟောင်းရွာမှာနိုဝင်ဘာလ4ရက်နေ့ပိုင်းကစစ်သား2ဦးပြစ်ဒဏ်ခံခဲ့ရတယ်လို့ဒေသခံကြေးရွာသားတွေကပြောပါတယ် အမြင့်နယ်မြေစခန်းကထွက်လာတဲ့စစ်သား၂ဦးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တွေကပြစ်ခတ်သွားတာဖြစ်ပြီးလက်နက်နှစ်လက်ပါသွားကအလောင်းကိုညနေ9နာရီထိုးတဲ့အထိဘယ်သူမှမကောက်ရဲကြဘူးလို့အမြင့်မြို့ဟောင်းဒေသခံတယောက်ကပြောပါတယ်။အဲ့ဒီစစ်သား၂ဦးကတစောင်းမုံလာပြင်းနေမုတ်ဟင်ကလှုပ်ရှားဖို့အတွက်ဖုန်ကြီးကျောင်းကိုပကံပြားသွားယူရင်းပြစ်ခတ်ခံလိုက်ရတာဖြစ်ကပြည်ဖွဲ့စီကလာရောက်ပြစ်ခတ်သွားတဲ့ဆိုတာကိုမသိရဘူးလို့ဆိုပါတယ်။ အမြင့်မျိုးဟောင်းရွာဟာစစ်တပ်အထိုင်ချမုံရွာမျိုးနမခနဲ့ဆက်လေးမိုင်ဝေးပြီး6ဦးမျိုးနဲ့20မိုင်ဝေးတဲ့ကျေးရွာဖြစ်ကအဆိုပါစစ်သား2ဦးကိုဘယ်အဖွဲ့ကပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ဒေသတွေပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကထုတ်ပြန်ခြင်းမရှိသေးပါဘူးအခုလိုဖြစ်စဉ်တွေနဲ့ပတ်သက်လို့စစ်တပ်ကဒေသခံတွေကိုဖမ်းဆီးရိုက်နှက်စစ်ဆေးတာအထက်လူကြီးတွေကိုသတင်းလိမ့်လည်တင်ပြပြီးဒေသခံတွေကိုထောင်ချတာတွေပြုလုပ်လေးရှိတာကြောင့် က်ရှိမှာလဲဒေသခံတွေနေရစွန့်ခွာထွက်ပြေးနေရတယ်လို့သိရပါတယ်ရှင်ထိုင်းနိုင်ငံမဲဆောက်မြို့မှာကထိန်သင်္ကန်းကတ်လှပူဇော်ပွဲနဲ့ပရိသတ်ပင်လှည့်လည်ပွဲကိုမဲဆောက်ရွှေပြောင်းကျောင်းသူကျောင်းသားတွေဆရာဆရာမတွေနဲ့ကျောင်းသားမိဘတွေစုပေါင်းကနိုဝင်ဘာလ၄ရက်မနေ့ကပြုလုပ်ခဲ့ကြတယ်လို့လှည့်လည်ပွဲမှာလိုက်ပါခဲ့သူတွေစီကသိရပါဗျာ။ ပရိသာပင်လှည့်လည်ပွဲကိုမဲဆောက်မြို့အုပ်ချုပ်ရေးအဖွဲ့တွေစီမှခွင့်ပြုချက်တောင်းပြီးမဲဆောက်မြို့အတွင်ပရိသာပင်လှည့်လည်ခဲ့တာဖြစ်ပြီးမဲဆောက်မြို့မှာရှိတဲ့ဖုန်းတော်ကြီးကျောင်းတွေကိုလှူဒန်းခဲ့ကြတယ်လို့ဆိုပါတယ်။ရှစ်ပြောင်ထက်တဲ့ကျောင်းတွေဖြစ်တဲ့ New Day ကျောင်းနဲ့စာတူးလေကျောင်းကကျောင်းသူကျောင်းသားတွေနဲ့ဆရာဆရာမတွေကလှူဒန်းပြုလုပ်ခဲ့တာဖြစ်ပြီးထိုင်းမြန်မာရိုးရာရေးကြေးမှုကိုဖလှယ်ရလဲရောက်တယ်လို့ပွဲတော်ရောက်ခဲ့သူတယောက်ကပြောပါတယ်။မဲဆောက်မြို့မှာရောက်ရှိနေတဲ့မြန်မာရွှေပြောင်းကျောင်းတွေဟာ ရေသာပင်လှဲ့လှဲ့ပွဲနဲ့ကထိတ်သင်္ကန်းကတ်လူပူဇော်ပွဲတွေကိုထိုင်းနိုင်ငံသားတွေနဲ့အတူနှစ်စဉ်ကျင်းပလေးရှိတယ်လို့မဆောက်မြို့မှာနှစ်ရှည်ရောက်ရှိနေထိုင်သူတွေကပြောပါတယ်ရှင်။ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချူချူဆမ်းမကျေးဇူးတင်ပါတယ်ရှင်။